चौड़ो सीरियस कुमुदा ने जाने जो दुबारे हॉबी चौड़ो दिन का नाले को जामिरो ने छोड़ी में पेरीये वे और पेरीये वे पीन रोड वाले से पेरीये वे ने टिस्टरे वाले से डेटा टाइप और डेटा टाइप डेटा टाइप वन रो नंबर स्ट्रेन पीन ट्रू फॉर्स रेवल वुलियन पीन और तक गुली चल में आगे नाव एन यू एन एफ नाव नाव, नाव कीवर्स लेन मरा नॉट गुड्डी दिन का ना पाने से कीवर्स और व्हाट इज कीवर्स कीवर्स इज ए resource keyword resource keyword ကြိုးယူ keyword ဆိုရင်တော့စကလုံးနေလीစကလုံးနေ key player အဲ့တော့ဟိုမှာဆိုအဓိကစကလုံးနေပါเนาะဒီစကလုံးနေစီသူကြိုးသုံးပြထားတဲ့စကလုံးနေအားကြောင့်ဖြစ်တဲ့တော့ကျွန်တော်တို့ဒီနေရာလေးကိုကျွန်တော်တို့ရှေ့မှာပြောခဲ့ပြီလား naming convention မှာဒီ keywords ကိုဘာလို့လို့မရအောင်လို့သုံးလို့မရအောင်ဆိုပြီးပြောတာအဲ့ဒါဆိုကျွန်တော်တို့ keywords တွေအများကြီးတယ် javascript ရဲ့ keywords တွေအများကြီးတယ်မှာကျွန်တော်တို့ပထမဆုံးရင်းနှီးနေဘာလဲတော့ bar ဆိုတဲ့ keyword အဲ့ဆိုကျွန်တော်ဒီ keywords တွေကိုလိုက်လေ့လာမှာမဟုတ်ဘူးကျွန်တော်က keywords တွေကိုကြက်စရာလည်းမလိုဘူး ရေးသားဝင်ရေးသားနေစင်တက်လေးတွေလေ့လိုက်နေ keyword တွေဘာဖြစ်သွားလဲမလဲဆိုရင်စုံသွားလိမ့်မယ်ဟုတ်လားမှတ်သားတော့မှတ်သားထားပါနော်ဒီမှာကြီး class သူရဲ့ keywords တွေများသောအင်ကုန်တော့ဘာနဲ့ရေးထားလဲစကလုံးသေးတွေနဲ့ရေးထားတယ် and naming convention မှာတော့သူနာမည်ပေးထားတာဟုတ်လားဘာပြီးရင်ခုနမိတ်ဆက်ခဲ့တဲ့နာ annual နာ keyword လေဟုတ်လား okay ကြည့်မယ်ကျွန်တော်ဘာဘလို့လို့လို့ထားလဲကျွန်တော်ပြောပြတာဘာဒီကျွန်တော်ရှေ့မှာနေခဲ့တယ် variable ကြော်ညာတဲ့နေရာမှာတောင်းတယ် JavaScript မှာ variable ကြော်ညာကျွန်တော်နဲ့ var ဆိုတဲ့ keywords ကိုရေးပြီးရင်တော့ဘာပေးလဲ နာမည်ပေးစီကံသုံးချက်ပဲဘယ်ရည်ပဲကြောင်းကြလဲဆိုတာတနည်းအပြင်ပြောမယ်ဆိုရှင်းမှာရှင်းပြခဲ့တဲ့အချိန်ဗာလဲဆိုရင်ကျွန်တော်တို့ဟုတ်ပြီနော်ဘာဘာကြီးပဲဘာလုံးလို့တာလဲဘယ်ရည်ပဲကြောင်းကြလဲညမှာသုံးတယ်ဘယ်ရည်ပဲကြောင်းကြလဲဆိုတာကမှရှင်းအောင်ပြောအောင်အဲ့ဗာလဲဆိုရင်တော့ဒီမှာကြည့်ရှင်းမှာရှင်းပြသလိုပဲ memory location memory address ကိုဘာလုပ်လိုက်လဲကြိုထိုက်လိုက်တာလိုရင်းကကျွန်တော်တို့ဖဏပုံးလေးကိုနေရာဦးလဲဟုတ်ပြီနော်ဖဏပုံးလေးကိုဘယ်ရည်ပဲကြောင်းကြလဲဆိုတာဘာလုပ်လိုက်လဲနေရာဦးလဲ ပြီးမှငါ့ဘာသူတန်ဖိုးထည့်တယ်တော်တော်ကစီတိုင်းနေမီတာဆောင်မှုတယ်မလားမီတာသွားဆောင်နေဘယ်ဒီအကွက်လေးချာခုကိုပဲဆိုအကွက်လေးချာအဲ့အကွက်လေးကိုပါလို့လဲနေရာဝင်ဦးလဲပြီးမှကွက်ကိုထည့်ကျင်တာထည့်မယ်နေရာဦးထားတယ်အဲအဲ့ဒီပုံလားဘယ်ဒီပဲကြော်ညာနေဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးနားလည်မှာနေရာဦးလိုက် နေရာဦးပြီးတော့အိုင်းနာမှာကြိုက်တဲ့လူကအမကားတွေစီးပြ gas ရန်ကုန်မှာ gas ကားတွေ gas တန်းစီရမလားအဲအဲ့ဒီလိုပဲ gas တွေပါလို့မလဲနေရာဦးတွေပြီးမှဥမာအိုက်ကားနေရာဦး ကိုကားမဟုတ်ဖော်နဲ့ကိုတငယ်ချင်းကဝင်ထွက်ထုံးပဲဘယ်လူတန်ဖို့ပြောင်းရင်ပြောင်းသွားမယ်ဒီနေရာတွေငါနေရာခုလဲလိုပဲဗရီပဲပြီးအဲ့လိုကြိုးပြီးတော့နေရာကြီးလိုက်တယ်အဲ့ကြောင့်ကျွန်တော်တို့ဒီဘာကီးဝတ်စ်ရကီးဝတ်စ်သင်ခန်းတော်ပြရင်ねဘာကီးဝတ်စ်ဒီဘာလို့လဲဘယ်ရီပဲကြော်ညာတဲ့နေရာမှာတော့ねတနည်းအားဖြင့်နေရာယူတဲ့နေရာမှာတော့ねနောက်တနည်းအားဖြင့် memory allocation memory address ကိုဘာလို့မလဲယူမယ်โอเคမလားโอเคမလားဟုတ်ပြီအဲ့ဒါကျွန်တော်ကြည့်မယ်အဲ့ဒါခုနစီမင်းနေပြောလိုက်ပြီး ဟာ very very ကျွန်တော်ပဲမြင် naming naming conversation နဲ့ကျွန်တော်တို့ပြောခဲ့ပြီ data type ဘာ data type တွေတန်ဖိုးဘယ်လိုတွေထည့်လို့ရလဲဘယ်လိုလူမျိုးတွေထည့်လဲကျွန်တော်တို့ finance မှာဆိုရင်ကြားတဲ့ doc finance စပေါ့ finance အဲ့လိုထည့်လို့ရတယ်ဒီမှာလည်းလိုပဲ programming မှာတော့နည်းနည်းဝါဖြစ်တယ် number string ပြီးရင်တော့ boolean ပြီးရင်ကျွန်တော်တို့ nav ဟုတ်လားဒါနှလုံးစင်မိတ်ဆက်ပြီးတဲ့ဟာတွေပဲနော် javascript မှာဘယ်လိုလဲအတိအကျလေးလိုက်ကျွန်တော်ပြီးမှ javascript ကိုသွားကျွန်တော်တို့ဒီ programming foundation ကိုချမယ် data type ဆိုတာဘာလဲနားလည်ရတယ်တန်ဖိုးပဲ okay မနော် โอเคมั้ยนะဟုတ်ပြီကျွန်တော်ဒါဒီ resource keywords ဟုတ်ပြီအဲ့ဆိုတော့ဒါလောက်ဆိုရင် data တွေနည်းနည်းလည်းနားလဲပြီ keywords ဆိုတာလည်းနားလဲပြီအဲ့ဒါကျွန်တော်တို့ပြောတောင်းမြင်ဒီ keywords တွေ double တွေကဘယ်လိုနေရာမှာသုံးတာလဲ inner တွေကဘယ်လိုနေရာမှာသုံးတာ false အဲ့ဒါကနေ false နဲ့မိတ်ဆက်ခဲ့ပြီ false ကဟောစတန်ဖို့ထဲထဲအောင် false true ဒီ zag လုံးနေကျွန်တော်တို့ကြိုပြီးတော့ယူတာဒီတရားပါတယ်မှာ variable ဘယ်နှခုရင်းနေပါလဲ false true ပြီးရင်တော့ var now ၄ခုရင်းနေပါ false to var now လေးခုရင်းနေတာဟုတ်ကဲ့မနော်အဲဒါဆိုတော့ရှေ့ဆက်ပြီးတော့ဒီထက် keywords လေးတွေကိုသုံးသုံးပြီးတော့ best keywords ကဘယ်လိုနေရာမှာသုံးယူတာလဲဆိုတော့ meaning လေးတွေနဲ့ syntax semester လေးတွေနဲ့ကျွန်တော်တို့ဒီ programming basics ကိုဆက်လက်ကြီးစကြပါဗျာ okay thank you